မြမဘောလုံးချစ်ပြိသက်များအားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ကအောက်တိုဘာလ16ရက်နေ့တုန်းကကျင်းပပြုလုပ်ခဲ့တဲ့ဒါကျွန်တော်စီကိန်းဘောလုံးပြိုင်ပွဲရဲ့ဒါကျွန်တော်လှုပ်ခွဲပွဲအဲဟုတ်ပါဘူးဟိုမဲခွဲပွဲရလတ်လေးတွေပေါ့နော်မဲခွဲပွဲဒီလှုပ်ခွဲပွဲကြီးရတော့ဗျာကျွန်တော်လှုပ်ခွဲပွဲလို့ပဲပြောရတော့ဗျာဒါကြီးကတကယ်လှုပ်ခွဲပွဲလှုပ်ဝမဲခွဲပွဲမဟုတ်ဘူးအဓိကကျွန်တော်ပြောချင်တာကအမျိုးသမီးမဲခွဲပွဲရလတ်ကိုပြောချင်တာ မျိုးသားကြားပေါက်တို့ကတော့ကြားပေါက်တို့ကတော့၄သိန်းပါတဲ့အုပ်စုမှာ၃ဘွဲခံရမယ်ဆိုတော့ဒါကံပြီးလဲထွက်မှာပဲတသိန်းဆိုတော့ကြားပေါက်တို့ကတော့မပြောတော့ဘူးအဲ့တော့ပြောချင်တာဒီအမျိုးသမီးမဲခွဲပွဲကြီးကတကယ်ရုပ်ပေါက်တယ်အမျိုးသမီးမဲခွဲပွဲကြီးကတကယ်ဟိုမှာရုပ်ပေါက်တယ်ကျွန်တော်တို့အုပ်စု A မှာဆိုလို့ရှိရင်ဒါကြောင့်ကျွန်တော်တို့ထိုင်းကမ္ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားအမှန်တကယ်ဆိုလို့ရှိရင်အဲ့လိုပါပဲဖြစ်တယ်အဲ့လိုကတကယ်ဟိုမှာဖြစ်တင်တာအုပ်စု A မှာပဲထိုင်းကမ္ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားအုပ်စု B မှာက ဗီယက်နမ်မြန်မာဖိလစ်ပိုင်မလေးရှားလုံးဝမဖြစ်သင့်ဘူးတုံးစုနှစ်သိန်းစီပဲတတ်မှာကဒီလိုမျိုးကြီးအုပ်စုခွဲလိုက်တော့လုံးဝမဖြစ်သင့်တာပြောက်ထိုင်းရတကယ်လုံပွဲသူ့အုပ်စုမှာဘယ်အသင်းမှာသူခက်ခက်ခဲခဲရှင်ပြန်ရမယ်အသင်းတသင်းမှာမပေါ့အေးစစ်စစ်သုံးပွဲလုံးနိုင်ပြီးတော့ထိုင်းရအုပ်စုတတ်မှာအုပ်စုပထမနဲ့တတ်မှာဒီဘက်မှာအမဒီမှာဗီယက်နမ်မြန်မာဖိလစ်ပိုင်သုံးသိန်းရအမပြန်ရတော့မှာအကျိတ်နယ်ထဲမှာကစားရတော့မှာအုပ်စုဗီယက်တကယ်တော့တိတယ်အမှန်တကယ်ဆိုဖြစ်သင့်တာက ဒီရန်နဲ့ထိုင်နေတာတအုပ်စုစီမြန်မာနဲ့ဖိလစ်ပိုင်နဲ့ကိုခွဲလိုက်မြန်မာ group A ကိုတွိုင်းသွားဒါမှမဟုတ်ဖိလစ်ပိုင်က group A ကိုတွိုင်းသွားအဲ့လိုလေးတွားမှာဗျာမြင်မြတ်တတ်တာပေါ့ဘလို့ကြီးတည်းမသိဘူးမဲခွဲပွဲကြီးရတယ် ဲ့တော့ကျွန်တော်တို့ကဒီမှာ group B မှာ BNN မြန်မာဖိလစ်ပိုင်သုံးသင်းတွေကနေပြီးတော့တသင်းသင်းကပြုတ်ဖို့ဟာတေချာတလောက်ဖြစ်နေပြီဗျာသုံးသင်းလုံးကအသင်းကအမှန်တကယ်ဆိုလို့ရှိရင် BNN မြန်မာဖိလစ်ပိုင်ထိုင်း၄သင်းရတာအကောင်းဆုံးပဲဒီ၄သင်းက semi final ကိုတက်ရမှာဗျာအမှန်တကယ်ဆိုလို့ရှိရင်အုပ်စုကြီးကတကယ်ကျွန်တော်မြန်မာအသင်းအတွက်ဆိုတာအုပ်စုကြက်တယ်လို့ပြောရမှာဒါဒီအာဆီယံကအသင်းတွေအနေနဲ့လည်းဒါမြန်မာအမျိုးသမီးအသင်းကိုတော်တော်လေးကိုသူတို့အနေနဲ့ကြောက်နေပုံရရှိန်နေပုံရတယ်ပေါ့နော်အခုကထိုင်းရဗျာထိုင်းရတကယ်ရုပ်ပောက်ပါတယ်သူတို့နိုင်ငံကအင်ရှင်ဖြစ်တဲ့ ဒါလက်ခံရကျင်းပမဲ့ပြိုင်ပွဲဖြစ်တယ်ပြောလို့ရှိရင်ဒါသူတို့နိုင်ငံမှာကျင်းပတဲ့မဲခွဲပွဲဆိုပြီးတော့ဒါသူတို့လှုပ်ချင်တဲ့အတိုင်းလှုပ်လိုက်တဲ့သဘောမျိုးကြီးပဲဘလို့ကြောင့်လဲဘောနော်ဒီလိုမျိုးကြီးကြတော့อืมဟောနေကြားပေါက်လို့ကတော့ကြားပေါက်လို့အုပ်စုကကြတော့ကြားပေါက်လို့အုပ်စုကကြတော့ဒီမှာစုစုပေါင်းကျွန်တော်တို့အတင်း၁၀အတင်းကိုဒါကျွန်တော်တို့၃အုပ်စုခွဲတယ်နော်၃အုပ်စုခွဲပြီးတော့ဒါအုပ်စုတစ်ခုချင်းစီကနေထိတ်ဆုံးတင်းစီနဲ့အကောင်းဆုံးအုပ်စုဒုတိယတင်းမဲ့တပ်အဲ့တော့၃တင်းပါတယ်အုပ်စုက၂ခုနဲ့၄တင်းပါတယ်အုပ်စုက၁ခု ဲ့တော့လေးသင်းပါတဲ့အုပ်စုမှာဒါကျွန်တော်တို့ကြားပေါက်တို့ကတွက်ကြတယ်ကြားပေါက်တို့ကအင်ဒိုနီးရှားမြန်မာဖိလစ်ပိုင်စင်ကာပူပေါ့နော်အဲ့တော့ကျွန်တော်တို့ကပွဲတိုင်းရှုံးပြီးတော့ဒါထွက်ကမှာပေါ့နော်ဒါကြားပေါက်တို့ကတော့စေရဲကိုမထည့်မပြောချင်တော့ဘူးအဲ့တော့ဒီအဓိကကျွန်တော်ပြောချင်တာအမျိုးသမီးအမျိုးသမီးအုပ်စုမဲခွဲပွဲရလက်ကြီးရတာတကယ်တော့မှဒါလုံပွဲဆန်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ပါဒါငါတို့ကလက်ရှိမှာငါတို့ကအာဆီယံမှာတို့အကောင်းဆုံးအသင်းဖြစ်နေတာပြီးခဲ့တဲ့အာဆီယံဖလားမှာဒါဩစတြေးလျအသင်းပါလို့ဒါငါတို့ကချန်ပီယံပေးလိုက်ရတာကွာ ဟုတ်လားငါတို့ကလက်ရှိအာဆီယံဒေသမှာငါတို့မြန်မာအသင်းအကောင်းဆုံးပဲအဲ့တော့စောက်ထိုင်းနေကျမမြန်မာကိုရှောင်းလာမြန်မာကိုရှောင်းလာတို့ကမြန်မာကိုရှောင်းလာမြန်မာကိုကြောက်တာဟာအဲ့တော့ group မှာရုံးကန်ရတော့ဗျအသေးဘာဖြစ်ရောပွဲက3ပွဲ3ပွဲ3ပွဲမှာ2ပွဲလောက်ကအတဟုန်ကန်မှာမလေးရှားကတော့ easy ကန်လို့ရအဲ့2ပွဲလောက်ကအတဟုန်ကန်ထိပြီလေစီးကိရရက်တို့အတွင်းမှာဒါကျင်းပါတာဗျ ဂရုရဲ့မှာထိုင်းကသူကအေးစစ်စစ်တက်မှာအဲ့တော့နောက်တစ်ရက်ကဂရုရဲ့မှာဆိုအင်ဒိုနီးရှားတက်မယ်ပေါ့ဗျာဖမ်းလို့ရတယ်ဒီမှာဂရုပြီးအရင်မဖြစ်တင်ဘူးဒီယုစုကြီးကမကောင်းမကောင်းဒါကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းကလက်ရှိမှာတကယ်ဟိုမှာလက်ရှိဒါမြန်မာအမျိုးသမီးအသင်းအသင်းကကစားသမားအများစုနဲ့ဖွဲ့စည်းထားတဲ့ ISP အသင်းကလည်းဒါအခြားချက်များလေးပြိုင်ပွဲအောင်မြင်ထားသလိုမျိုးပြီးခဲ့တဲ့အာဆီယံအမျိုးသမီးဖလားပြိုင်ပွဲမှာပြသခဲ့တဲ့မြန်မာအမျိုးသမီးအသင်းရဲ့ခြေစွမ်းခြေစားကိုဒါ ကျွန်တော်အာဆီယံဒေသအတွင်းကထိုင်းသင်းကတော်တော်လေးကိုကြောက်နေပုံရတယ်ဗျ။ဘာကြောက်လဲဆိုတော့ပြီးခဲ့တဲ့စီးကိန်းမှာလည်းတို့ကရှုံးခဲ့တာဟုတ်။အဲ့တော့တို့အနေနဲ့လည်းကြောက်မယ်ဆိုလို့ရှိရင်လည်းကြောက်ရှင်စရာပါပဲ။အဲ့တော့စက်ကြည့်ရတာပေါ့။ဘာဖြစ်လို့ငါတို့ကတော့ပွဲကြီးပွဲကောင်းတွေကြည့်ရတာပေါ့ကွာ။ BNL မြန်မာ flat ဘိုင်မလေးရှားအုပ်စု B okay အားလုံးကလုတ်ပွဲလုတ်ခွဲပွဲမဲခွဲပွဲမဟုတ်လုတ်ခွဲပွဲ။ဒီတော့ကတကယ်လုတ်ခွဲပွဲ။